ုံးဒီလိုပုံစံဖြစ်နေရဆိုရင်ဒီကောင်ကိုဘလူဖြေရှင်းလို့ရမှာလဲဆိုတော့ဟိုပြောပြမယ်နော်ဒီမှာကြည့်မှာဆိုရင်ကျွန်တော်ရဲ့ဖုန်းကလုံးဝဘာမှလုံးလို့မရဘူးတကယ်တော့ဒီ setting ကို cockpit setting လို့ခေါ်ပါတယ်စင်က distracting ကို မာပြီးဖွင့်လိုက်ရင်ဒီလိုဖြစ်တတ်ပါတယ်ဒီ setting ကိုတော့မျက်ကန်းတွေဖုန်းတုံးလို့ရအောင်လုပ်ထားတဲ့ setting လေးပါဒီက D71 မာပြီးဖွင့်လိုက်မျိုးဟဲ့လို့ဖြစ်သွားတာဖြစ်ပါတယ် ဒီ setting ကိုဘလို့ဖြည့်ရှင်းရမှာလဲအဲ့တော့ဒီကောင်ကိုဘလို့ပိတ်ရမှာလဲဆိုတာကိုခင်ဗျားကျွန်တော်ဒီဗီဒီယိုမှာကြော်ပြမှာဖြစ်ပါတယ်ဒီကောင်ကိုဖြည့်ရှင်းဖို့အတွက်ဖုန်းရဲ့အတန်ချဲ့တဲ့ခလုံးနဲ့အတန်ရှော့တဲ့ခလုံးကိုတပြိုင်တည်း3စက္ကန့်ထိနေလိုက်ပါเนาะဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီကောင်ကို တပြိုင်တည်း3စက္ကန့်ထိနေမယ်เนาะ နေလာနေလာတာနဲ့ဒီကောင်ပျောက်သွားပါပြီ။ဘာကြီးတော့ပျောက်သွားပါပြီ။အခုကျွန်တော်ငါတုံးလို့ရပြီ။ဒီမှာကြီးတော့ကျွန်တော်ပြေးလိုက်မယ်ပြန်ဖွင့်ပြီးပြန်တုံးကြည့်လိုက်မယ်နော်။ဒီမှာကြီးရပါပြီ။သင်က certain တစ်ခုခုကိုမားနေလိုက်လို့အဲ့လိုဖြစ်သွားရင်တော့ခုကျွန်တော်ပြောတဲ့နီးလန်းကိုလှုပ်ကြည့်လိုက်ပါ။အစင်ပြေသွားမှာဖြစ်ပါတဲ့။ကဲဒီဗီဒီယိုကိုကြိုက်ရင်ဒီဗီဒီယိုကို like လေးလှုပ်ပေးကြပါ။